ရေရေညာကတော့ဘုံမောက်ကိုလေပါဘူးကနောက်ဆုံးမိနစ်အသေးခွဲဂုံးနဲ့ရှုံးသွားပါတယ်ရှုံးလဲရှုံးထိုက်တဲ့ပွဲပါပဲနော်အာနီစလော့ရဲ့လူထုပ်ပုံတွေကလည်းကျွန်တော်တို့တကယ်ကိုအပြစ်ပြောစရာတွေလို့ပြောလို့ရတယ်ဗျာဒီမှာ အထိုင်ကြပြီးသားကစားသမားစီးရင်ကိုပယ်ဖြတ်တယ်ပယ်ဖြတ်ပြီးတော့လှုပ်ချင်တာတွေလှုပ်တယ်ဘာတွေလုံမှန်းလဲမသိဘူးเนาะကျွန်တော်တို့မှပြောချင်တာတွေပဲများရတော့ဘူးများမင်းညပွဲမှာဆိုလို့ရှင်တော်တော်တူတူတန်တန်ကိုဖုံးမောက်လို့ဖွင့်ကစားတဲ့အသင်းကိုတောင်မှလီဗာပူးကပထမပိုင်းမှာ2-1နဲ့ရှုံးတယ်2-1နဲ့ရှုံးတာတောင်ပထမပိုင်းမှာเนาะလီဗာပူးကငကူပြက်အသိခံထားရတာ စူဘူစလိုင်းလေးကယ်လိုက်လို့ဒါကျွန်တော်တို့ပထမဂိုးစူဘူစလိုင်းရဲ့တောင်းငံဘောကနေဘန်တိုက်ကခေါင်းတိုက်ချပါကိုသွင်းပေးရမှာနော်လီဗာပူးဂိုးပေးလိုက်ရတဲ့နကူလုံးပါလေအာနီစလော့အာနီစလော့ရဲ့လူထုပုံရယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဘန်ဒိုက်ရဲ့အမားလည်းမกินဘူးပေါ့ဗျာနော်အဓိကပြောရမှာတော့ဘန်ဒိုက်ရဲ့အမားမกินတာပါဘန်ဒိုက်ရဲ့အမားမกินတာဒါပေမဲ့လည်းဘန်ဒိုက်ကသူ့ရဲ့အသက်အချိန်ဝါကြောင့် ခြေကြွလာခြေကြလာတာကြောင့်လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုရှိသေးတာကကျွန်တော်တို့ဒီအာနီစလော့ကတကယ်ဟောနီးပြကျုပ်ဖြစ်တဲ့ရလားလို့ကျွန်တော်ပြန်စဉ်းစားဒါမှမဟုတ်လေကျွန်တော်တို့အသင်းဗုတ်အဖွဲ့တွေအကစားဒရိုက်တာတွေကအသင်းရဲ့အင်အားနည်းနေပါတယ်ဆိုတော့နော်လိုအပ်နေပါတယ်ဆိုတော့နောက်တန်း CPU မမထယ်ဘဲနဲ့ မဝယ်ဘဲနဲ့ဒီတိုင်းထားနေတယ်ဟောလက်ရှိကျွန်တော်ကြားရတဲ့သတင်းဒီမှာဆိုလို့ရှင်လဲအန်ဒရူးရောဘတ်ဆန်ကထွက်ခွာတော့မယ်ထွက်ခွာတော့မယ်ဆိုကြကျွန်တော်ဟုတ်ပြီဘဲတောင်းမဲမှာကာကစ်တယောက်တည်းနဲ့လုံလောက်ရဲ့လာဒါတွေကဘောတော့ဒါထွက်ခွာဖြစ်ဒီမဖြစ်ဒီကတော့မသိသေးဘောဗျာအဲ့လိုပဲကျွန်တော်စီဗီမှာဆိုလို့ရှင်ရင်လဲဒီအများတန်း light အဝင်နေတဲ့နှစ်ယောက်ကိုပရက်ရှာပေးမဲ့လူနော်သူတို့ကိုတွန်းတက်တဲ့ကစားနိုင်မှုဒီထက်ပိုပြီးတော့သူတို့ရဲ့စံရောင်ကြီးတွေကိုထိမ့်ထိမ့်ထိမ့်သိမ်းထားနိုင်မှုအတွက် အင်းအားပေးမဲ့လူဖိအားပေးမဲ့လူမရှိတော့ဒီကောင်တွေကဖြစ်ရှင်တိုင်းဖြစ်လို့ရှင်တိုင်းလုံးမယ်ကိုနေဆိုရင်အဆိုးဆုံးပေါ့ဗျာအဲဒါတော့ကိုနေပြီးခဲ့တဲ့ဒီနေ့ညမနေ့ညဘွဲမှာပါအောက်ပြီးအဲ့လိုမျိုးဆိုတာတော့မနေ့ညကဘွဲမှာ နော်ကိုနေကတန်ရရနေအဲ့လိုပဲဂူမဲတန်ရသွားပြီးတဲ့အချိန်မှာကျွန်တော်အန်ဒိုဝင်လာခဲ့ရတယ်ဟာအန်ဒိုဆိုတာကကျွန်တော်ကိုင်းနေအဖြတ်သမား သူ့ကိုဘောက်ကျူပေါက်ကစားတခိုင်းတာလည်းမဟုတ် DMF လည်းမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီတိုင်း CB ကိုဆွဲချလိုက်နေအဲ့လိုတွေပေါ့နော်တချို့ဟာတွေကြာမလိုအပ်တဲ့ကစားအားတွေကိုဖြုံးလိုက်တာမျိုးတွေကအရန်ကိုဒီအတင်းတင်းရဲ့အချက်အန် balance ဖြစ်နေတဲ့ဟာပိုင်းကမညီမျှတော့ဖြစ်သွားတယ်နောက်တစ်ခုရှိတာဟုတ်ပါကျွန်တော်ပြီးရင်မင်းညပွဲမှာဆိုလို့ရှိရင်စုအရှိတန်းမှာနေရာယူကစားရတာ EKTK ဟာ Gabbo Salah Base နော် Graben Bet ၅ယောက် ညာဒါတောင်တချို့မကာတို့ပေါ့ဆိုတော့တိုက်တိုက်တွင်းတွင်းတိုက်တိုက်နဲ့ပါသွားရစီနောက်တစ်ခုရှိသေးတာဘာလို့လဲဆိုတော့သူကဒုတိယ version ကိုကွဲကွဲပြားပြားခွဲခြားထားရလားဆိုတာကျွန်တော်စဉ်းစားအောင်နောက်ဂရာဗန်ဘက်ကဘောလုံးတည်လာတယ်တည်လာတဲ့လမ်းကြောင်းကြီးထဲမှာဘစ်ကနောက်ကိုဆင်းပြန်ဆင်းလာပြီးတော့ဂရာဗန်ဘက်ဘောလုံးလမ်းကြောင်းတည်တဲ့ထဲဦးပဲသူကအတင်းဝင်သွားတယ်အဲ့လိုမျိုးပဲရှည်တန်း78ကိုက်တစ်ဖက်အတင်း78ကိုက်စီးအတွင်းထဲမှာဆိုလဲ လုံထွေးနေတာပဲတခြားတစ်ဖက်သင်းရဲ့ကစားသမား9ယောက်လောက်ရှိကိုသင်းရဲ့ကစားသမားကလည်း5 6ယောက်လောက်ရှိ6ယောက်နည်းဆုံးရှိရတယ်အဲ့လိုကစားသမားမျိုးမှာဘယ်လိုလိုကစားကွက်က6တော့မှာတော့ကစားသမား1ယောက်ရဲ့စဉ်းစားနိုင်စွမ်းနဲ့ဆုံးဖြတ်နိုင်စွမ်းတွေကိုပေးဖို့အတွက်ဆိုသူ့ရဲ့ space တွေသူ့ရဲ့တူအားတွေအတွက်အသုံးချဖို့နေရာတွေ လို့တယ်ဗျာဒါမှမဟုတ်လေအဲ့နေရာချင်းချင်းလေးထဲမှာလှုပ်ဖို့အတွက်ဆိုလို့ရှင်လေတယောက်နဲ့တယောက်နည်းနည်းခွာပြဲထားတာတို့ပါနည်းနည်းလေး distance အကွာအဝေးတစ်ခုမှနေရာမျိုးလို့ရှိရမယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ16ကအတွင်းစီးထဲမှာဝင်နေတယ်နော်ဘက်တောင်မှနှစ်ဖက်နေမှာလေကာကက်နဲ့ဖရန်ပေါင်တွေရောမွတ်စလာတို့ရောဟောမကောဂရဗန်ဘက်ကောအကုန်လုံးကအဲ့ထဲကိုစုပြုံတူးနေတဲ့အချိန်မှာတစ်ဖက်သေးရဲ့ကောင်တာမိတဲ့အချိန်မှာကြတော့အကုန်လုံးကအာကုန်နေပြီအဲဒါတွေချက်အံပဲလည်းမဖြစ်တဲ့အသင်းတွေမြင်နေရတဲ့ ကစားပုံလေးပဲပေါ့နော်ကာကရာဘန်ဘက်ဆိုလဲကာဘန်ဘက်ရဲ့ function ကဘာလဲသူ့ရဲ့အဓိက function ကိုကျွန်တော်တို့ကအသုံးချနိုင်မှုလို့ကာဘန်ဘက်ရဲ့အကောင်းဆုံးလို့ကဘာလဲဆိုတာတိနေသားနဲ့ရှီတန်းကြီးကိုတဆွထိုးကြီးလိုက်တဲ့ခိုင်းနေတာမျိုးမဟုတ်ဘူးအဲ့တော့ကြာဘာဖြစ်ရလဲဆိုတော့ကာဘန်ဘက်လည်းပင်ပန်းရတယ်ပွဲပန်းရတယ်သူ့ရဲ့လောအနှုံးနေလဲကျသွားတယ်အသွင်းတွေအကျိုးရလက်လည်းမရှိလာဘူးအဲ့လိုနေဖြစ်တာပေါ့ဗျာကျွန်တော်ပြောချင်တာကမိုဆလာဆိုလို့ရှိရင်လည်းမနိညာဆိုလို့ရှိရင်ကွင်းလင်ကနေဖရင်ပေါင်လား ကွန်လင်ကနေဂရာဗန်ဘယ်လာမက်ဂါလမ်သူထိုးပစ်လိုက်တဲ့တောင်းပန်အလုံးကိုမုဆလာခွဲမသွားဘဲနဲ့ဖရင်ပေါင်ဆွဲဆွဲထွက်ပြီးဝင်လာမယ့်အတိုင်းကိုသူကလိုက်သွားပြီးတော့သူကဘောလုံးယူလိုက်တယ်အဲ့လိုမျိုးပေါ့ကစားကွက်တွေကသူကဘောလုံးယူလိုက်ပြီးတဲ့အချိန်မှာဖရင်ပေါင်အတွုံးဝင်ခိုင်းဒါမှမနေဖရင်ပေါင်ရဲ့ဖန်ရှင်ကတောင်းပန်တစ်လျှောက်မှာပြေးရမယ်ဖြတ်တင်ဘောလုံးမယ်ဒါမှမဟုတ်ကတ်တယ်လုံးမယ်ဗျာထန်းဝင်လုံးမယ်ဗျာအတွင်းတွေကိုချိုးဝင်မယ်ကစားကွက်ပေါက်ချောင်းရင်သူထိုးပစ်လိမ့်မယ်ပေါ့အဲ့လိုမျိုးမုဆလာကအဲ့လိုမျိုးတွားတွားထက်နေတဲ့အတွက်လေဒီကစားပေါက်တွေကကြက်သွားပြီးတော့တစ်ဖက်အသင်းရဲ့အရေးယူပိတ်ဆို မှုတွေခံရပြီးတော့ဘာမှ effect တွေမဖြစ်တော့ဘူးညာဒါပြောချင်တာမင်းညပွဲဆိုလို့ရင်ဟုတ်ပြီတူးစည်းနဲ့ဥဆောင်ခံနေရပြီးမှနောက်ကနေလိုက်ကစားရတယ်ပထမပိုင်းမှာ2-1ဟုတ်ပြီဒါဆိုငါတို့အသင်းပြန်လာနိုင်ချေရှိသေးတယ်ဆိုပြီးကျွန်တော်တို့ဒုတိယပိုင်းကိုဆက်ကြည့်တယ်ဒုတိယပိုင်းမှာကျွန်တော်တို့အသင်းရဲ့ကစားအားပုံကောင်းတယ်ဒါပေမဲ့တခုရှိတာကတူးတူးတည်ကြပြီးသွားတဲ့အချိန်မှာဘာလို့ဒီကစားအားကိုတုံ့မလိုက်တာလဲကျွန်တော်တို့အနိုင်ကန်ကျင်တာလားအာတည်ရမဲ့တမက်ရအောင်နဲ့တော်ပြီလားဒါဆိုရင်ဒါက အာနီစလော့ရဲ့ viewer လားကစားသမားတွေရဲ့ viewer လားဆိုတော့ကျွန်တော်တို့ဆုံးဖြတ်ရတော့ပါဘူးကွနော်ဒါဒီကမြင်ရကြည့်ရတဲ့မြင်နေရတဲ့လူတွေဘို့တော့တကယ်ကိုစိတ်မချမ်းသာကောင်းတဲ့အတင်းဖြစ်နေတယ်ပေါ့ဗျာလီဗာပူးကဒီနေ့ချန်ပီယံလိကိုဝင်ပါမလားကျွန်တော်တို့တွေးတောစရာကောင်းလာပါပြီဒီအချိန်ကြီးဆိုလို့ရှိရင်တော့ဒီနေ့ညပွဲမှာမန်ယူနဲ့ကျွန်တော်တို့အာဆင်နယ်ပွဲကိုကြည့်ပြီးတော့ကျွန်တော်တို့ လီဗာပူးရဲ့လာရဟာဘာလဲဆိုတာကျွန်တော်တွေးတော့သုံးချက်လို့ရပါတယ်မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်း comment မှာမှတ်သွားပေးနိုင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပတ်မှာပြန်တွေ့ပါမယ်လီဗာပူးကတော့ကန်ဆူးမှုမောင်ကြောင့်နေတဲ့အသင်းဖြစ်နေပါပြီကျေးဇူးတင်ပါတယ်နော်